ထိုင်းသမီးရင်းတွေကို authentic ဖြစ်ဖြစ်နဲ့အရသာကောင်းကောင်းစားခြင်းနဲ့ဆိုရင်ဈေးကြီးရဲ့ဆိုင်တွေကိုပဲသွားစရာမလိုပါဘူး။ဘာချော food blogger ကြီးမကွင်ကိုရင်သွားစားခဲ့တဲ့ဆိုင်မှာကင်ငါရောဘာရီစားခဲ့လဲဆိုတာကိုပြန်ပြီးတော့ review လုပ်ပေးပါမယ်။ဒီဆိုင်ကစားခြင်းနဲ့ချိန်တိုင်းတော့စားလို့မရပါဘူး။တပတ်မှ၃ရက်တည်းပဲဖွင့်ပြီးတော့တောက်ကြစနေတနင်္ဂနွေကိုမှညနေပိုင်းပဲဖွင့်တာပါ။ဒီဆိုင်မှာရတဲ့တုံရန်ဟင်းကြီးကစားဖူးသမျှထဲမှာပေးရတဲ့ဈေးနဲ့အတန်ဆုံးလေးဖြစ်ပြီးတော့အကောင်းဆုံးလို့လည်းပြောလို့ရတယ်။တပွဲဝမှာဘက်နေရာပဲပေးရပြီးတော့ပြည်ကြီးငားတွေရေပွဲတွေဂုံ ၃ရောင်းမတွေပါတယ်ပြီးတော့ပစွန်ဆိုလည်း၄ရောင်းလောက်ပါပြီဒီဆိုင်ကိုရောက်ရင်မှာစားကိုစားကြည့်တဲ့ဟင်းတစ်မျိုးကတော့ garlic shrimp ပါပစွန်ကိုကြက်သွန်ဖြူလေးနဲ့စီကျော်ချက်ထားတာပေါ့နော်တော်တော်လေးကိုစားလို့ကောင်းတယ်ပစွန်အကြီးကြီးခုနှစ်ကောင်၈ကောင်လောက်ပါတာမှာတပွဲမှာဘတ်250လဲဆိုတော့တော်တော်လေးတန်ပါတယ်ဟင်းပွဲလေးက mark queen ကိုယ်တိုင် recommend လုပ်ထားလို့ကင်မာလဲစားကြည့်ခဲ့တာပေါ့နော် န်ရောက်တိုင်းကအများနဲ့မှားစားတဲ့တကူကတော့ omelet ကျုပ်ကျော်ပါ။ omelet ကျုပ်ကျော်တွေကရိုးရိုးလေးရတယ်။အသားနဲ့ကျော်တာလည်းရတယ်။ kimchi ကတော့ဝသားနဲ့ကျော်တာစားတယ်။တပွဲမှာ batch 80။ importion တွေကလည်းအစားနဲ့လူဆိုရင်တော့၃ယောက်လောက်စားလို့ရတယ်။ခင်းမြများစားတတ်တဲ့သူတွေကတော့၂ယောက် share မယ်ဆိုရင်တော်တော်လေးဝဝလင်းလင်းကောင်းကောင်းစားရပါတယ်။ garlic shrimp နဲ့ရပါတယ်။ဟင်းနှစ်လေးရတော်တော်လေးကိုစားလို့ကောင်းတာ။ချက်သွင်ပြုနံမွှေးမွှေးလေး။တုံညင်းဟင်းရည်ဆိုရင်လည်း creamy ဖြစ်ဖြစ်လေးကိုမှစိမ့်စိမ့်လေးနဲ့ချင်းသက်သက်လေးပေါ့။ kimchi ဆိုရင်ဒီဆိုင်အောင်သွားစားတဲ့အများနဲ့သမင်းကတော့နှစ်ပွဲလောက်အသာ လေးကုန်နဲ့အရန်စားလို့ကောင်းလို့ပေါ့နော်ဒီဆိုင်လေးကတပတ်မှ၃ရက်ထဲပဲဖွင့်တာပါ လိုကယ်တွေကြားထဲမှာရောတူရစ်တွေကြားထဲမှာရောနည်းနည်းကြီးတဲ့ဆိုင်လေးဖြစ်ပါတယ်။ဆိုင်လေးကတော့လမ်းဘေးဆိုင်တူတူလေးပါပဲ။ချက်တူချက်ထဲမှာဖွင့်ထားတာပါ။ဒီဆိုင်မှာရတဲ့စားစရာတွေအကုန်လုံးက budget friendly ဖြစ်တဲ့အကုန်လုံးကတရားဝန်းကျင်တွေပဲ။အများဆုံးမှာ200-250လောက်ပဲရှိပါတယ်။ game ဆိုရင်ဒီဆိုင်လေးကိုသွားစားတာ3-4ကလောက်တော့ရှိပြီ။ဒီဆိုင်လေးကတစ်ပတ်မှာ3ရက်ပဲဖွင့်နေပေါ့နော်။သူဖွင့်တဲ့အချိန်လေးကိုပဲ game ကကြိုက်လွန်းလို့အပြေးလာသွားစားရတယ်။ဒီဆိုင်လေးကချက်တူချက် weekend market ထဲမှာရှိတာပါ။ချက်တူချက်ထဲကိုရောက်ပြီဆိုရင်တော့ game ခုပြထားတဲ့နေရာ ားလေးကိုရှာလိုက်ပါကပန်းဖက် MRD ဘက်မှာရှိတာဖြစ်ပါတယ်ချက်တူချက်တဲကိုထွက်တဲ့ကပန်းဖက် MRD ပေါက်ကနေအနောက်ထဲကိုဆင်းသွင်းလိုက်တာနဲ့ဒီဇိုင်းနေရာလေးရှိပါတယ် MRD ရှေ့ကနေပြီးတော့လေကားနဲ့တက်ပြီးတော့အောက်ကိုပြန်ဆင်းပြီးညာဘက်ချိုလိုက်တာနဲ့ဒီဇိုင်းနေရာလေးရောက်ပါပြီဆိုင်နံပါတ်လေးကတော့ Ryan J အောင်မဲဖြစ်ပါတယ်အခုသူတို့ဆိုင်ရှေ့က building က renovation လုပ်နေတော့ဆိုင်ခင်းချင်းလေးကနည်းနည်းပြောင်းသွားတယ်ဟုတ်တယ်ဆိုရင်တော့အဲ့နေရာကအပြည့်ပဲ platform ပေါ်ပါအောင်တထိုင်ရတယ်ပေါ့နော် MRD နဲ့လာမယ်ဆိုရင်တော့ကပန်းဖက် MRD ကနေပြီးတော့ထွက်လာရင်ရောက်ပါပြီ BTS နဲ့လာမယ်ဆိုရင်တော့ Sukhoi အစိမ်းလိုက်အောင်စီခဲ့ပြီးတော့ မိုးချစ်ပူတာမှာဆင်ချက်တူချက်ကိုရောက်ပါတယ်။ဒီနေ့ရဲ့ဗီဒီယိုလေးကိုလည်း left free လေးလုပ်ခဲ့ပေးပါအောင်နော်။ Thank you for watching. Bye bye.